တပိတကားတကမတွေနဲ့တပိသံဃာတော်တွေအမြောင်များကိုပွေးထုတ်ပေးနိုင်အောင်ကြိုးစားတာစာဝရပူကြတဲ့အတန်လည်းမကြရတော့ဘူးမောင်လေးရဲ့အေးမရဲ့မကြနိုင်ဘူးဆိုရတဲ့ငိုရခက်တယ်ဆိုတဲ့စကားရှိရလေ။တချင်းဆိုတာတော့လူတိုင်းဆိုတတ်တယ်။အရသားလည်းဆိုတယ်၊အမှုပညာသမားလည်းဆိုတယ်။လူတိုင်းပေါ့ခလေးလူကြီးတချင်းဆိုတတ်တယ်။ဒါမဲ့ ဆိုရင်ငိုဖို့ဆိုတာတော့လူတိုင်းမငိုတတ်ဘူး။အဲ့ငိုနေဥမာပေါ့။သူများအပူကိုကို့အပူလုပ်ပြီးငိုရတဲ့ခါကျတော့ငိုတဲ့နေရာမှာတော့အမြတ်တမ်းခတ်ခဲ့ပါ။ယူပြီးတော့အခုလက်ရှိလှုပ်ရှားတာတော့အမေခရမ်းချီမာရဲ့ပညာနဲ့လှုပ်ရှားတာ။ तू ကတော့ကိုယ် ညီဒီနေရာမှာဓာဆိုရတယ်ဒီနေရာမှာဓာဒီလို့ငိုရတယ်လို့တော့တခါမှတော့သိမပြဘူးဒါပေမဲ့သူ့ထဲမှာနှစ်နှစ်လိုက်ခဲ့တဲ့အတွက်သူ့ရဲ့ငိုပုံငိုနီးဆိုပုံဆိုနီးအဲ့ဒါကိုကတောင်းတင်ခဲ့အဲ့လိုကတော့တိတိတသားကြီးတော့မရှိဘူးဒါပေမဲ့မနာလိုသူဆိုတာတော့နေရာတိုင်းမှာရှိတယ်လေ အဆိုတော်ချင်းချင်းလဲကောင်းတည်ပဲဖြစ်စီဆိုးတည်ပဲဖြစ်စီကွဲရမှာသူ့ဘက်သူပြောရတဲ့လူတွေတော့ရှိချင်ရှိမှာပေါ့ဒါမဲ့အဲ့ဒါမျိုးတွေတော့တိတ်ပြီးစိတ်မဝင်စားဘူးစိတ်ဝင်စားတော့မြင်တော့မြင်တယ်မသိကြံဝင်ဆောင်နေလိုက်တယ်အဲ့လိုမျိုးမခံစားတော့ဘူးရှိပါတယ်သူမပါတဲ့အခါတွေပဲကိုယ့်ဘက်ကိုသွားဆူရတာလည်းရှိတယ်ဘူးအင်ဂျူငားလို့သွားတာလည်းရှိတယ်အဲ့လိုမျိုးအင်ဂျူပညာရက်ကတော့လုံလုံရရကြီးဆရာနဲ့တင်လိုက်တာတော့မဟုတ်ဘူး အရင်တော့ကမူဝင်မှာဆိုရင်ဟိုအမေကလမနီအရှိအသက်80ကျော်90ကြီးသူကအိမ်ကိုရမ်းကောင်းတော့လေလူတိုင်းကသူ့ကိုအတုခိုးရတယ်ကိုကသူ့ကိုမေးလို့သမီးအိမ်ယူတင်ကျင်နေဆိုတော့တင်မာနဲ့သမီးရဲ့တဲ့အသက်40ကျော်မှအိမ်ယူတင်တာတဲ့အဓိပ္ပာယ်ရှိရဲ့တဲ့ငငယ်လေးနဲ့အိမ်ယူတင်တဲ့အဆင်မပြေဘူးတဲ့ညီတနေ့တော့တက်လာမှာပါတဲ့အဲ့လိုပြောဘူးတဲ့ဒါပေမဲ့ကိုကိုအိမ်ယူတက်လိမ့်မယ်လို့မထင်ဘူးမထင်ဘူးဘာလို့မထင်ဘူးလဲဆိုတော့ အရင်ယူတတ်လိမ့်မယ်လို့မထင်ဘူးကိုကအရန်အတုယူချင်တာအတုယူချင်တာဆိုတော့ခရမ်းချီချီမှာအမေကြားလေးစိန်တို့ဒါပေမဲ့အများဆုံးပညာယူပြီးတော့အခုလက်ရှိလှုပ်ရှားတာတော့အမေခရမ်းချီမှာရဲ့ပညာနဲ့လှုပ်ရှားတာသူကတော့ကိုကြီးဒီနေရာမှာဒါဆိုရတယ်ဒီနေရာမှာဒါဒီလိုငိုရတယ်လို့တော့တခါမှတော့သိမပြဘူးဒါပေမဲ့သူ့ထဲမှာနှစ်နှစ်လိုက်ခဲ့တဲ့အတွက်သူ့ရဲ့ငိုပုံငိုနီးဆိုပုံဆိုနီးအဲ့ဒါကိုကတောင်းတင်ခဲ့ ယူခဲ့တယ်သူဆိုတာတဲ့ငိုတာခက်တယ်ဆိုတဲ့စကားရှိတယ်လေတချင်းဆိုတာတော့လူတိုင်းဆိုတတ်တယ်အရသားလဲဆိုတယ်အမှုပညာသမားလဲဆိုတယ်လူတိုင်းပေါ့ခလေးလူကြီးတချင်းဆိုတတ်ဒါပေမဲ့ဆိုရင်းနဲ့ငိုဖို့ဆိုတာတော့လူတိုင်းမငိုတတ်ဘူးသူဓမ္မသာသနာဖွယ်နေစာပေဓမ္မခန်းတွေအချာရောလေလားဖယားသောဘဂဝါရာ သဘောမှာဖြစ်သင်္ခါရတရားငိုနီးဥမာကောသူများအပူကိုကို့အပူလုတ်ပြီးငိုရတဲ့ခါကျတော့ငိုတဲ့နေရာမှာတော့မတန်ခတ်ခဲ့ပါဘူးကိုတော်မပြည့်သေးဘူးလေကိုတော်အခုမှဆရာသမားတွေဇီးကနေပြီးတော့ရှေ့မှာ ဆရာကြီးတွေစီကနေပြီးတော့ကိုတက်တလောက်လေးပေါ့တပုတ်ရရတချောင်းရရဆိုပြီးတော့အဲ့လိုမျိုးလိုက်ပြီးတော့ကိုကကိုမအတူယူနေရတော့ဆိုတော့နောက်လူလည်းကိုလက်စင်မကန်သေးပါအင်းကြီးကျူတာတော့၃နှစ်ပဲရှိသေးတယ်၃နှစ်ပဲရှိသေးတယ်ချက်ချာနာနာလောက်ခဲ့တဲ့ပွဲတွေကဆိုဒီနှစ်ပိုင်းဆိုရင်တော့ပို့ပြီးချက်နာတာပေါ့ဒီနှစ်သွားရတဲ့ပွဲလေးတွေဟိုအရင်နှစ်တွေကတော့ဟိုဘလိုခေါ်မလဲဟိုဟိုမတက်တက်တက်နဲ့သွားရတာပေါ့မဖြစ်မဖြစ်စလောက်ကလေးနဲ့သွားရတော့ဖြစ်တော့ဖြစ်တယ်ပွဲကြီးတွေလို့မဖြစ်ဘူးပေါ့ဒါမဲ့အခုကတော့ ဟိုတိုင်းပညာတက်သွားတာတော့မဟုတ်ဘူးဒါပေမဲ့တပွဲကိုတော့ဖြစ်မြအောင်အဆအဆုံးလုပ်နိုင်ခဲ့တယ်ပေါ့မနစ်ကအထီးကတော့ဆက်စတင်းဆိုင်ထဲမှာတချင်းဆိုဒီနှစ်ကတော့ဘယ်ဆိုင်မှမမလုပ်တော့ဘူးဒီရွှေချိုးကြဆိုတဲ့နာမည်လေးနဲ့တမိနာမည်လေးနဲ့ဖွဲ့ထောင်ပြီးတော့ကိုယ့်ဘက်ကိုလှုပ်ရှားမယ်လို့စိတ်ကူးထားပါတယ်ဒီသူကတော့ဒီအစိုးလိုက်ပညာကတော့သင်တန်းမတက်ပါဘူးဒါပေမဲ့တချင်းဆိုတာလေးကတော့သူကတော့ခင့်နေအခုပေါ့မြန်မာတန်လေးတွေဆိုလဲ ကိုကသူစုံနေကြချင်းကိုမရတာတွေအများကြီးရှိတယ်။ကိုရနေတာတို့လည်းသူမရတာတွေအများကြီးရှိတယ်။အဲ့ဒါလေးတို့လည်းကိုကနေမျှပြီးသူ့ကိုသင်ပေးရတဲ့ဟာလည်းပါတယ်။သူ့ဟာသူဘလို့ခေါမလဲကြားเสียရပေါ့။အဲ့လိုအခွေတွေကြည့်ဗာကြည့်ပြီးတော့တတ်နေတာလည်းသူ့မှာလည်းရှိပါတယ်။အဲ့လိုလေးတွေပဲ။အမှုပညာကတော့အခုကတော့လူတိုင်းလိုလိုတက်တလောင်းနဲ့သူ့ဟာနဲ့သူလှုပ်ရှားနေကြတဲ့အတွက်ဆိုတော့သူတို့နေမှာလည်းခက်ခဲမရှိသလိုကိုရီးယားလည်းသူတို့ ကိုရီးယားလောက်လဲလက်မခံကြတာများတယ်လေအခုသူတို့ကပိုတက်နေကြတာများတော့ဘသူ့ဟိုမှာလည်းကိုဆရာမလုပ်ဖြစ်ပါဘူး။ဒါဆိုတော့ကိုသွားတဲ့အခါကြလို့ရှင်သမီးရေဒါလေးတော့အဆင်မပြေတော့ဘူး။ဒါလေးတော့အဆင်ပြေတော့တယ်။ဒါတော့ကလွှဲရင်သူတို့အများကြီးကိုမပြောမိပါဘူး။ပြောဖြစ်တယ်။